မင်္ဂလာနံနက်ခင်ဗျာခင်ဗျာဒီနေ့ဂျွန်လ20ရက်နေ့ဟောင်ကောင်မှာဗုဒ္ဓရဲ့တက်တော်မူတော်ရင်းနဲ့ပတ်သက်ပြီးတော့ဒီလေလံပွဲအကြောင်းအရာလေးပြောပြရှင်ပါတယ်အဖြစ်စဉ်ကတော့မေလ9ရက်နေ့ပေါ့အဲအခုလို့ဖော်ပြပါဒီကျောင်းမြေနာမျိုးစားပေါင်း1800ကျော်ရှိပါတယ်အခုလိုမျိုးရနာပစ္စည်းတွေလည်းများစွာပါဝင်တာတွေ့ရပါခင်ဗျာ โอเคပြမအောင်ဆိုနေတယ် May 7မှာ So there is one of the world's largest ocean houses for Kwa Ajison Ocean Ocean houses or Leland Bueva is said to ocean zaradi ne ma Leland tin ne Buddhist relics so ra Buddha Bada Wu Myo ne sign ne relics so a man of Buddha's relics so no ဖျားရတဲ့တော်ဟောဒီလိုလဲဒီမှာတော့ဒီလိုမျိုးရေးထားတွေ့ရတယ်ဟောင်ကောင်ပေါ့နော် အဲ့တော့ဒီလိုလေလံဝဲနဲ့ပတ်သက်ပြီးတော့ India's Ministry of Culture ဝန်ကြီးမှုဌာနဝန်ကြီးဌာနနဲ့ sent a legal notice or to so there be so အခုလိုလေလံဝဲကိုဒီဥပဒေအရဒီ notice ကပေးပို့လိုက်တာတွေ့ရတယ်အကြောင်းကတော့ဒီမှာအ highlight လုပ်ထားတဲ့နေရာလေးကိုဖတ်ပြချင်ပါတယ် they are still the violates india indian and international laws for ဒီလိုမျိုးရောင်းချမှုကတဲ့ဒီ valley ဆိုတာချိုးဖောက်ရကြပါတယ်အိန္ဒိယနဲ့ဒီနိုင်ငံတကာ international laws ဘောဥပဒေကိုချိုးဖောက်ရကြပါတယ် as well as united nations conventions ဘော UN ရဲ့သဘောတူညီချက်ဆိုတာရှိပါတယ်နိုင်ငံတနိုင်ငံတနိုင်ငံဒီလိုမျိုးအကြောင်းအရာကိစ္စတွေကို um လုပ်ပိုင်권မရှိဘူးဆိုတော့ conventions ဘောတူညီချက်ကချိုးဆိုထားပြီးဖြစ်တယ် အကြောင်းအရာလေးအချင်းပြောပြချင်ပါတယ်အိန္ဒိယအနေနဲ့ six to stop oceanal jaws link to border remains ဘုဒ္ဓရဲ့တက်တော်မူတော့ကြီးကျွမ်းကျန်ရခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ stop လုပ်ခိုင်းပါတယ်ဒါကိုရက်တန့်ပေးဖို့ပြောတယ်ဒီအကြောင်းအရာကဇလန်းကတော့ဒီဒီ secret jaws body india slums oceanal slums ဆိုပြပြခါခါဝေပန်တယ်ဒီမျိုးလုတ်ကဲကိစ္စ secret jaws ဘုဒ္ဓရဲ့အထွတ်မြတ်ထားရဒီယရနာတွေပေါ့နော်အဖြစ်ပုံက collection of the 8 1800 Asian Jans relics linked to the Buddha is heading the ocean way out. It is a sparking a uh, global outrage or ကဘာလုံးဆိုင်ရာဒါအာ나ជីဇေယဒီရန်ဒါဒီလိုမြင်နေပေါ့ဒီလိုကိစ္စလုံးဝမလုပ်တဲ့ net outrage လို့မြင်နေအဲ့တော့ဒီကိစ္စက discovered over a centuries ago and years uh, p uh, prior village by the british colonial engineer ပေါ့အဲ့တော့အဓိကတော့ british engineer အဲ့ဒီအဲ့ချိန်မှာအိန္ဒိယကိုအုတ်အုတ်ဆိုးခံရတယ်ပေါ့အဲ့ jowers ရ non being sold ဆိုအခုရောင်းချနေဘာဖြစ် descending ဆိုတဲ့သူရဲ့အဲတနည်းအားဖြင့်တားဆင်မြေဆက်တွေကရောင်းချတာပေါ့ဒီဒီကိစ္စကဒါဒီအိန္ဒိယနဲ့ scholars တွေက condemn condemn ဆိုတာရှုတ်ချတယ်ပြီးရင်ဒီလိုရောင်းချမှုတွေကဒါ market ကဒီ commodity ဆိုတဲ့ရောင်းကုန်မဟုတ်ဘူးဆိုတာကိုပြောတာ အဒီထဲမှာ Emerald ဆိုတဲ့မြရတွေ Emetic ဆိုတဲ့ဒီနီလာပေါ့နီလာတွေ Pearl Blade တွေနောက်ပြီးတော့ Carnelian ဆိုတဲ့အခြားတံမိုး